ခမားစီးပွားရေးလုပ်တဲ့ခါမှာရေရှည်အောင်မြင်မှုရကြတယ်ဆိုလို့ရှိရင်ကျွန်တော်ခုပြောပြမယ့်နီလန်း20ကိုမဖြစ်မနေလိုက်နာဖို့လိုအပ်ပါရီကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအခုမှပဲကိုပိုင်စီးပွားရေးကိုစလုပ်မဲ့သူတွေနေနဲ့မဖြစ်မနေတီးထားမယ့်အချက်တွေဖြစ်ပါရီနံပါတ်1ရိုးသားမှုမူသားမှာပါရီစီးပွားရေးကိုယ့်ရဲ့ထုတ်ကော်ဝန်ဆောင်မှုပေါ်မှာရိုးသားပါအားသာချက်ကိုအားနည်းချက်ပါမှန်မှန်ကန်ကန်ပြောပြပါရေတို့အမျက်အတွက်မူသားတုံးတာကရေရှည်မှာပျက်စီးစေတတ်ပါရီနံပါတ်2 ဂရိတိမှုအပြောထအလုံးနဲ့တတ်သိပြပါဂရိပင်ရင်ထင်းသိမှာနောက်ကြမယ်ဆိုရင်ကြိုပြီးတော့ပြောပါကိုယ့်ရဲ့ဇကားတီတာကိုယ့်ရဲ့ဂုံသိခါပဲဖြစ်ပါရည်နံပါတ်3တာဝန်ယူမှု အမားဝင်ခံမှာပြီးရင်ပြင်ဆင်အမားကြီးဖြစ်သွားလို့ရှိရင်ဝင်ခံပြီးတော့ပြင်ဆင်ရမယ်အပြစ်လွဲချတာမျိုးမလုပ်ပါနဲ့ပြဿနာရှိရင်ပုံမလင်းလင်းဖြေရှင်းရပါမယ်နံပါတ်4လေးစားမှုလူတိုင်းကိုတန်ဖိုးထားပြီးတော့ဆက်ဆံဝေနံဖောက်တဲ့စီးပွားဘက်တိုင်းကိုလေးစားစွာဆက်ဆံပါ လူရီကိုခွဲခြားဆက်ဆံနေဆိုတာကကိုယ့်ရဲ့စီးပွားရေးကိုထိခိုက်စေတတ်ပါ ರಿ နံပါတ်၅ပွင့်လင်းမြင်သာမှုဖုံးကွယ်စရာမလိုပါဘူးကိုယ့်ရဲ့လုပ်ငန်းကဘာတွေလုပ်နေတယ်ဘယ်လိုခံယူချက်တွေနဲ့လုပ်နေတယ်ဆိုတာကိုကိုယ့်ရဲ့ဖောက်တွေကိုပြောပြသင့်ပါ ರಿ လှုပ်ဝက်စရာမလိုတာတွေကိုဖုံးကွယ်ထားတာကယုံကြည်မှုယုံနေစေတတ်ပါ ರಿ နံပါတ်၆တရားမျှတမှုညနာကြီးငယ်မရွေးပါနဲ့ဝန်ထမ်းတွေရဲ့အပေါ်မှာ customer တွေရဲ့အပေါ်မှာမျက်နှာသာပေးတာဘတ်လိုက်တာတွေကိုရှောင်ကြဉ်ရပါမယ်ကိုကိုယ်တိုင်ကစီမင်းနေချမှတ်ပြီးတော့ ဲ့ဒါတွေကိုလည်းမျှတစွာလိုက်နာဖို့လိုအပ်ပါလိမ့်မယ်။နံပါတ်9တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုနဲ့ကိုရဲ့ပတ်ဝန်းကျင်ကိုဘယ်တော့မှမမေ့ပါနဲ့။တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့လုပ်ရက်တွေကိုရှောင်ကြဉ်ရပါမယ်။ရေရှည်တည်တတ်တဲ့စီးပွားရေးအတွက်တဘာဝကိုထိန်းသိမ်းပါ။နံပါတ်10အရေးသွေးထိန်းသိမ်းမှုတာမန်တော့မဖြစ်ပါစေနဲ့။တာမန်ဆိုတာကကြာရှုံးမှု ဖော်မြူလာ။ဒီတော့ထုတ်ကုန်တဲ့ဝေဆောင်မှုရဲ့အရေးသွေးကိုအမြဲတမ်းထိန်းသိမ်းရပါမယ်။အရေးသွေးမကောင်းတဲ့အခါမှာယူသားစွာဝန်ခံလိုက်ပါ။ နံပါတ်9လှုပ်ဝက်ချက်ထိမ့်သိမှုယုံကြည်မှုမပြည့်စုံနေဖောက်တဲ့နဲ့စီးပွားဘက်တည်းရဲ့လှုပ်ဝက်ချက်တွေကိုလုံးလုံးသွားထိမ့်သိမှာယုံကြည်မှု ပြည့်စုံတဲ့လုပ်ရက်တွေကိုအတက်လိုက်ဆုံးရှောင်နေမှာနံပါတ်10အတိုင်းဝိုင်းအတွက်တာဝန်သိမှုပြန်လေပေးဆက်ကိုစီးပွားရေးလုံးနေတဲ့အတိုင်းဝိုင်းတစ်ခုအတွက်ကောင်းကျိုးပြုပါလူဖွဲ့စည်းကိုတက်နိုင်သလောက်ပြန်ပြီးတော့ပေးဆက်ခြင်းကရေရှည်အောင်မြင်မှုကိုရရှိစေပါရည်နံပါတ်17ရီမန်းချက် ကြည်ကြည်ထားတေးသေးလေးနဲ့စမ်းတပါ ကြီးကြီးမားမားတွေကိုတွေးပါဒါပေမဲ့စမ်းသက်တာကတော့တိတိလေးပဲစပြီးတော့လှုပ်ပါကုံကြားစိတ်ရဲ့နည်းနည်းနဲ့အရင်ဆုံးစမ်းကြည့်အရှင်မေမတိုးချက်အဲ့ဒါမှရှုံးရင်လည်းပဲနည်းနည်းပဲရှုံးမှာဖြစ်ပါရည်နံပါတ်7လူတိုင်းပြောသမျှနားမထောင်နဲ့အချက်အလက်ကိုပဲအခြေခံပြီးတော့ဆုံးဖြတ်အများပြောတဲ့ဇကားတွေအားလုံးကိုနားမထောင်ရပါဘူးကောလာဟာလာနဲ့ထင်မြင်ချက်တွေကအမှန်မဟုတ်ပါဘူးတကယ့်အချက်အလက်တွေကိုပဲယုံကိန်းတဲ့နေပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ချက်ချနံပါတ်7ငွေမတောင်းခင်တန်ဖို့အရှင်ပြီ ကိုယ့်ရဲ့ဝန်ဆောင်မှုတန်ဖိုးကိုအရင်ဆုံးသက်သေပြပါငွေမတောင်းခင်မှာတန်ဖိုးကိုအရင်ပေးဒါမှဖောက်တယ်တွေယုံကြည်လာပြီးတော့ကိုယ့်ကိုရွေးချယ်လာမှာဖြစ်ပါရင်နံပါတ်၄နောက်ကြမယ်လို့ဂရိပေးဆော့ဆော့ပြီးအောင်လှုပ်ပြဖောက်တယ်တွေကိုဂရိပေးတဲ့အခါမှာအချိန်နဲ့နဲ့ပို့ယူထားပြီးတော့အဲ့ဒီအချိန်တက်ဆော့ပြီးတော့လှုပ်ပြီးအဲ့ဒါဆိုလို့ရှိရင်တော့သူတို့ကပို့ပြီးတော့ဂျင်းနဲ့လိမ့်မယ်ညှို့လင့်ထားတဲ့ပို့ကောင်းရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နံပါတ်၅ကို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 သာကြောညာပါတခြားသူတွေကိုသွားပြီးတော့မနှိတ်ကိုမိပါခြင်းနဲ့ ကိုယ့်ရဲ့အားသာချက်တွေကိုပြောဒါမဲ့တခြားသူတွေကိုမထိခိုက်ပါစေနဲ့ပြိုင်မက်တွေကိုအပြစ်မပြောနဲ့ကိုယ့်ရဲ့ထုတ်ကုန်ရဲ့အားသာချက်တွေကိုပဲ give the site ပြောပြပါလိမ့်မယ်နံပါတ်6မြ мян တင်ယူဖြည်းဖြည်းချင်းယုံကြည်အသည့်အသည့်တွေအမြဲတမ်းတင်ယူနေဒါမဲ့လူတွေကိုလွယ်လွယ်နဲ့မယုံကြည်ပါနဲ့လက်တွေအကြိမ်ကြီးစစ်ဆေးပြီးတော့မှတဖြည်းဖြည်းချင်းယုံကြည်မှုကိုစပြီးတော့တိဆောက်ပါနံပါတ်7စောစောပြီးနောက်မှတောင်းခံကိုကအရင်ဆုံးအကူအညီပေးပြီးတော့မှတောင်းခံပါ အဲ့ဒါမှပဲဆက်ဆံရေးခိုင်မာပါဖြစ်ပါရည်။တောင်းခံတာတွေကြီးပဲမလုံနဲ့။ကိုကလည်းပဲပေးတတ်တဲ့သူဖြစ်ပါစေ။နံပါတ်၈တခြားသူကိုမြင့်တင်ပြီးအပြစ်ရှာစကားမပြောနဲ့။လုံးဖို့ကင်မက်တွေဝန်ထမ်းတွေကိုအမြဲတမ်းမြင့်တင်ရပါလိမ့်မယ်။အပြစ်ရှာနေမယ်စားအားပေးစကားတွေပြောတာပိုကောင်းပါရည်။ပြီးတော့ချီးမွမ်းဖို့လည်းမမိပါနဲ့။ဒါကအဖွဲ့စည်းရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ပါရည်။နံပါတ်၁၉ကိုကိုမယုံကြည်တဲ့လူတွေကိုဂယူးဆိုင်မနေဘဲနဲ့ကိုကိုကိုယ်တိုင်ယုံကြည်မှုထားပါ။ ကိုယ့်ရဲ့စိတ်ကူးကိုတခြားသူတွေကယုံကြည်မှာမဟုတ်ဘူးသူတို့မှလည်းယုံကြည်ဖို့တာဝန်မရှိဘူးဒီတော့သူတို့စကားကိုနားမထောင်နဲ့ကိုယ့်ရဲ့မျှော်မှန်းချက်ကိုဆက်လက်ပြီးတော့တိန်းထားကိုကိုကိုယုံကြည်မှုရှိပါနံပါတ်20အမြဲတမ်းဇွဲရှိဘယ်တော့မှမရက်တနဲ့အခက်ခဲတွေရှိလာရင်တော့မှမလျှော့နဲ့ဆက်ပြီးတော့ကြိုးစားပါမအောင်မြင်ခြင်းမရက်ပါနဲ့ဘယ်စည်းဝါးရေးမှလွယ်လွယ်နဲ့အောင်မြင်လာတာမဟုတ်ပါဘူးဇွဲရှိဖို့သာလိုအပ်ပါတယ်အကယ်အဲ့တော့ အဲဒီအချက်20ကိုလိုက်လာမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအောင်မြင်ဖို့ကပုံမှန်ထက်တော့အခွင့်အလမ်းပိုပြီးတော့များလာပါလိမ့်မယ်။ဝင်ငွေတွေများဖို့စ조사နေတဲ့သူတွေကကိုငွေရှာနေတာကိုအပြစ်တင်ဝေဖန်နေဖို့အချိန်လုံးဝမရှိပါဘူး။ထားလည်းမထားတင်ပါဘူး။ကျမ်းမာရေးကောင်းဖို့စ조사နေတဲ့သူတယောက်ကကျမ်းမာဖို့စ조사နေတာကိုအပြစ်တင်ဝေဖန်နေဖို့အချိန်မရှိဘူး။ပင်မလိုက်တာလို့ညီးနေလို့လည်းမရဘူး။တိုးတက်ဖို့အတွက်စ조사နေတဲ့သူတွေကကိုတိုးတက်ဖို့စ조사နေတာအပြစ်တင်နေဖို့အချိန်မရှိဘူး။စ조사နေရလဲရက်လိုက်လို့မရဘူး။ ပြောင်းလဲဖို့ကြိုးစားနေတဲ့သူတွေကလည်းကိုပြောင်းလဲဖို့ကြိုးစားနေတာအပြစ်တွေဝေဖန်နေဖို့အချိန်မရှိဘူးအမြဲတမ်းအားစိုက်ထုတ်နေရမယ်ပညာရေးကိုအားစိုက်နေတဲ့သူတွေကကိုပညာရှာနေတာကိုအပြစ်တွေဝေဖန်နေဖို့အချိန်မရှိဘူးအချိန်ရှိသူတွေတော့ကြိုးစားနေရမယ်အိမ်မက်တွေနောက်ကိုလိုက်နေတဲ့သူတွေကကိုယ့်ရဲ့အိမ်မက်လိုက်နေတာကိုအပြစ်တွေဝေဖန်နေဖို့အချိန်မရှိပါဘူးဆက်ဆံရေးကိုတိစောက်နေတဲ့သူတွေကလည်းကိုယ့်ရဲ့ဆက်ဆံရေးတိစောက်နေတာကိုအပြစ်တွေဝေဖန်နေဖို့အချိန်မရှိပါဘူးယုံကြည်မှုတွေတဖြည်းဖြည်းချင်းယူနေရမှာပါ စိတ်တက်ခွာမြင့်တင်နေတဲ့သူတွေကလေကိုယ့်ရဲ့စိတ်တက်မြင့်နေတာကိုအပြစ်တင်ဝေဖန်နေဖို့အချိန်မရှိပါဘူးဒီတက်ပို့ပြီးတော့တမာရီအားကောင်းလောရပါလိမ့်မယ်ရီမန်းချက်အတွက်အလုံးလုံးနေတဲ့သူတွေကလေကိုယ့်ရဲ့ရီမန်းချက်ရောက်ဖို့ကြိုးစားနေတာကိုအပြစ်တင်ဝေဖန်နေဖို့အချိန်မရှိပါဘူးကိုယ့်ရဲ့ရီမန်းချက်ကိုပြောက်မသွားအောင်လုပ်နေရပါမယ်အတက်ပညာတစ်ခုကိုကျွမ်းကျင်နေတဲ့သူတွေကကိုယ့်အတက်ပညာကျွမ်းကျင်ဖို့ကြိုးစားနေတာကိုအပြစ်တင်ဝေဖန်နေဖို့အချိန်မရှိပါဘူးပညာဆိုတာလေစုံငန်းနိုင်တယ်မရှိပါဘူး အဲ့တော့အသိပညာရှာဖွေနေတဲ့သူတွေကလည်းကိုယ့်ရဲ့အသိပညာရှာဖွေနေတာကိုအပြစ်တွေဝေဖန်နေဖို့အချိန်မရှိပါဘူးအနာဂတ်အတွက်ပြင်ဆင်နေတဲ့သူတွေကလည်းကိုယ့်အနာဂတ်ပြင်ဆင်နေတာကိုအပြစ်တွေဝေဖန်နေဖို့အချိန်လုံးဝမရှိဘူးကျမ်းမာရေးကောင်းဖို့အတွက်ပါဇက်တဲ့ထည့်တဲ့အစားအသောက်ကိုဂယူဆိုင်ဖို့လိုအပ်တယ်လို့အောင်မြင်မှုအတွက်ချမ်းသာဖို့အတွက်ခေါင်းထဲထည့်ထားတဲ့အကြောင်းအရာတွေကိုလည်းဂယူဆိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်ဖတ်တဲ့စာပေတွေစာအုပ်တွေကိုအထူးဂယူဆိုင်ဖို့လိုအပ်ပါတယ်အဲ့ကျိုးတွေဘလို့စာအုပ်မျိုးတွေဖတ်တယ်လဲစီးပွားရေးစာပေတွေလား စီးပွားရေးနီးပြူဟာလှုပ်ဝက်ချက်တွေလားငွေကြီးအသိပညာတွေလားစိတ်ခွန်အားဖြည့်ရစာပေတွေလားဘဝတိုးတက်ရေးစာပေတွေအဲဒါတွေကိုနေ့စဉ်ဖတ်နေဖို့လိုအပ်ပါတယ်ကျွန်တော်မိမိခမရတလာမှာစာအုပ်ဘဏ္ဍာကိုဖတ်ဖြစ်ကြလေစာအုပ်တော့ပဲဖတ်ဖြစ်တယ်ဆိုလို့ရှိရင်အတော်ကြီးကိုစိုးရိမ်စရာကောင်းနေပါပြီမဖတ်ဖြစ်ဘူးဆိုရင်တော့ခမရအနေနဲ့စာဖတ်ဖို့လုံးဝလုံးဝလိုအပ်နေတာပါအများစုကအလုံးမအားကြတော့စာဖတ်ဖို့တီးတန့်ဆိုတာအချိန်မရှိကြဘူးဒီတော့တမျိုးစဉ်းစားကြည့်အောင်ပါ ခမရတို့ရအောင်မြင်မှုအတွက်ချမ်းသာဖို့အတွက်ဖတ်တဲ့စာအုပ်စာပေတွေကိုတယောက်ကခမရတို့ကိုဖတ်ပြမယ်ဆိုရင်အေးငကြံလေးတက်ပြီးတော့ပတ်စံနဲ့ပေးဝေလို့မရတဲ့ပညာရက်တွေဘုသူရတွေကိုနားထောင်ယုံလေးပါပဲမဟုတ်တခါအပြင်ထွက်စားတဲ့ငွေပမာဏလောက်အိမ်တထည်ဘူးလောက်ပဲရှိတဲ့ငွေပမာဏလောက်နေတတတာတင်ယူလိလာခွင့်ရမယ်ဆိုရင်ခမရပါပြောမလဲစိတ်ဝင်စားသွားပြီမလားဟုတ်ပါပြီခမရအနေနဲ့တွေးကောင်းတွေးနေမှာပါ ဘသူကငေါ့လာပြီးတော့ဒီလိုပညာရက်တွေဘုသူရတွေကိုအတွေ့အကြုံတွေကိုပြောပြမှာလေပေါ့အရင်ကတော့ဘသူမှလာပြီးတော့ပြောပြမှာမဟုတ်ပါဘူးအခုကျွန်တော်တို့ရဲ့အလီဘာဘာဆိုတာကြီးကခမရကိုပြောပြမှာဖြစ်ပါရီခမရအနေနဲ့ကိုကိုကိုပြန်ပြီးတော့သုံးသက်ကြည့်ပါအလောက်ကတစ်ဖက်ကျန်တဲ့တစ်ဖက်နေတလကိုစာအုပ်တုပ်ပြီးအောင်ဖတ်ဖြစ်လာတေးကြတာကတော့ဖတ်ဖြစ်မှာမဟုတ်ပါဘူးမြန်မာလိုမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေဆိုရင်တော့ပို့လို့တော့မှဖတ်ဖြစ်မှာမဟုတ်ပါဘူးအလီဘာဘာစာကြီးရရှိရလို့ပြောရင်တော့အမျိုးလိုအံ့ဩသွားကြမလားဗျဟုတ်ပါရီ အလီဘာဘာစာကြည့်ရိုက်ဆိုတာကကမ္ဘာကျော်စီးပွားရေးပညာရေးငွေကြေးပညာရေးစာအုပ်တွေကိုလူချင်းမင်းတို့ကိုဖတ်ပြနေတဲ့နေရာပဲဖြစ်ပါ रे ခမည်းတော်နဲ့ကိုရိုင်းစာဖတ်စရာမလိုဘူးနားထောင်ရုံနဲ့ကမ္ဘာကျော်စာအုပ်တွေရဲ့အစီအစဉ်တွေကိုဖတ်ပြီးသားဖြစ်သွားပါလိမ့်မယ်အလုံးလုံးနေရင်အိတ်နေရင်ကားမောင်းနေရင်စိုင်းထိုင်နေရင်နဲ့နားထောင်လို့ရမယ်အတန်နဲ့နေမဟုတ်ပါဘူးဗီဒီယိုနဲ့ပါ Facebook Secret Group မှာကြည့်ရှုနားဆင်နိုင်မှာဆိုတော့ပို့လို့တော့မကောင်းနေပါဘီဘာမှမလိုပါဘူး ခင်ဗျာ Facebook အကောင့်တစ်ခုရှိုံနေတယ်ကဘာရောစာအုပ်တွေကိုဝင်ရောက်ကြည့်ရှုနားဆင်လို့ရနေပါပြီခင်ဗျာအလီဘာဘာစာကြည့်တိုင်းမှာကဘာရောစာအုပ်တွေရဲ့အနှစ်သာရတွေကိုကိုယ်တိုင်ဖတ်ပြတာဖြစ်ပါတယ်ဒီတော့အချိန်ကုန်လဲတတလူလဲတတပြီးတော့ကဘာရောစီးပွားရေးငွေကြေးအောင်မြင်ရေးစာအုပ်တွေကိုဖတ်ပြီးသားဖြစ်သွားပါလိမ့်မယ်ကဘာရောစာအုပ်တွေတည်တံ့မှုပဲမြန်မာလိုအနှစ်ချုပ်ပြီးဖတ်ပြတာဖြစ်တဲ့အတွက်စာအုပ်ကပေးခြင်းတဲ့အစီအနှစ်တွေကိုရသွားပါလိမ့်မယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့သူတွေအတွက်လုပ်ငန်းအိုင်ဒီယာတွေရလာလိမ့်မယ် မိမိလုပ်ငန်း၊ကုန်ပစ္စည်းတွေကိုလူတွေပို့ပြီးတော့စိတ်ဝင်စားလာအောင်ဘလို့နီလန်းတွေကိုအသုံးပြုမလဲဘလို့အချက်တွေကိုမဖြစ်မနေတီးထားရမလဲဘလို့အချက်တွေကိုပြုပြင်မိုးမှန်ရမလဲအလိုချက်တွေကိုတေးချာတိလာပါလိမ့်မယ်လမ်းမြောက်ရဲ့လူငယ်အတွက်လေတီးထားတဲ့နာတွေကိုအလီဘဘာစာကြည့်ရိုက်မှာရှာဖွေတွေးရှိနိုင်ပါ ರಿ အလီဘဘာစာကြည့်ရိုက်မှာကလားစဉ်ကဘာကျော်စာအုပ်အသစ်တွေကိုတိဆက်ပေးသွားမှာဖြစ်ပြီးတော့ရာသပတ်လေးကြည့်ရှုနားဆင်နိုင်မှာဖြစ်ပါ रे ခင်ဗျာဒီလိုရာသပတ်အတွက်ဆိုရင်တော့အဖွဲ့ဝင်ကြီးဈေးရန်ကြီးရေလို့မထင်လိုက်ပါနဲ့ ခမရရဲ့အင်ကြီးတထဲဘိုးအပြင်တစ်ခါမုတ်သွားစားရင်တော့မှကုံမဲ့ပမာဏလောက်ပဲကျတင်မှာဖြစ်ပါ යි အဲ့တော့စဉ်းစားကြည့်ပါဒီလောက်ငွေပမာဏလေးနဲ့တသက်တာကဘာကျော်စာအုပ်တွေကိုလာစီလာတဲ့ဖက်ရှုခွင့်ရရဆိုတာကဒါခမရရဲ့အနာဂတ်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုရင်တေချာဖို့မှားမနေပါဘူးဒီလိုမျိုးကဘာရောစာအုပ်တွေကိုကြည့်ရှုနားဆင်နိုင်မှုအတွက်ခမားအနေနဲ့ဖုန်းတစ်လုံးနဲ့အင်တာနက်ပဲလိုအပ်ပါ ರಿ ။ကျန်တာဘာမှမလိုအပ်ပါဘူး။အလီဘာဘာစာကြည့်တဲ့ကိုအဖွဲ့ဝင်ဖြစ်ဖို့ဆိုရင်တော့ တသက်တာကြည့်ရှုနားဆင်ခွင့်အတွက်8000ခွဲကျပ်သာကြာတင်မှာဖြစ်ပါရီအလီဘာဘာစာကြည့်ရိုက်မှာအခုဆိုရင်တော့အဖွဲ့ဝင်ပေါင်း2000နီးပါးရှိလာပြီဖြစ်ပါရီတို့ရေဆိုလို့ရှိရင်တော့ကဘာရောစာအုပ်တွေကို ကြည့်ရှုနားဆင်နေကြပါပြီတခါမှမပေးဘူးတဲ့အထူးပရိုမိုးရှင်းဒီနေ့တည့်ရက်ပဲပေးပါမယ်ခင်ဗျာကဘာရောစာအုပ်တွေကိုကြည့်ရှုနားဆင်ခွင့်အတွက်3000ကျပ်ပဲကောက်ခံသွားမှာဖြစ်ပါရီအထူးခွင့်ရကိုရယူဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အလီဘာဘာ messenger မှာလက်ဆောင်လို့သာပို့ပေးလိုက်ပါခင်ဗျာ ။တသက်တာကဘာရောစာအုပ်တွေကိုဖတ်ရှုနားဆင်ခွင့်ရရှိသွားမှာဖြစ်ပါရည်။ခမားနေနေကတော့ဖုန်းတစ်လုံးပဲလိုအပ်ပါရည်။ကျွန်တော်တို့တွေကကဘာရောစာအုပ်တွေကိုမြန်မာဘာသာပြန်ပြီးတော့ခမားရဲ့နားရဲကနေနှလုံးသားရဲ့အထိရောက်သွားအောင်လို့စေတနာဘလတ်ဘွားနဲ့ဖတ်ပြသွားမှာဖြစ်ပါရည်ခမား။ကဲဒါဆိုရင်တော့ဘာတွေတွေးနေကြအောင်ပါလဲနော်။